လူငယ်တော်တော်များများကပြပောက်လှုပ်ထွက်လှုပ်တယ်နိုင်ငံကြီးအရာတော်တော်တော်အကဲဆက်တဲ့ကိစ္စဘာကြောင့်လဲဆိုတော့ဒီလက်နက်ကင်ပဋိပက္ခကြောင့်စစ်မှုထမ်းဥပဒေရလည်းရှိတယ်အဲ့တော့စစ်မှုထမ်းဥပဒေကိုကြောက်ပြီးတော့လူငယ်တတတော်တော်များများကလည်းဟိုတရားမဝင်ပေါ့နော်ထွက်ကြတာတွေကတော်တော်များတယ်အဲ့တော့တရားဝင်ပြပအလုတ်ကင်ထွက်တဲ့ကိစ္စမှာကြတော့လဲ18နှစ်35နှစ်ကြားကိုဟိုပိတ်ပင်ထားတဲ့အခါကြတော့ဟိုပြောရရင်တော့နီလန်ဘောင်းစုံနဲ့ထွက်တော့ ဒီလူငယ်တွေကအကာအကွယ်လဲမဲ့တယ်နိုင်ငံတော်ကရတင်ရတိုက်တဲ့အခွန်ဘန်တာဝင်ငွေလဲနစ်နာတယ်အဲ့တော့ဒါကြောင့်မလို့နိုင်ငံသားငွေဒီရှာဖွေတဲ့လုပ်ငန်းတွေမှာဒီပြပအလုတ်ကင်ရှာဖွေခွင့်ပေါ့ထွက်ခွင့်ကို နိုင်ငံတော်ကစနစ်တကျဟိုထိန်းချောင်းပေးရင်အခုလိုပိတ်ထားတာတဲ့ပို့ပြီးတော့အကျိုးကျေးဇူးများမယ်လို့ဒါလေးကျွန်တော်ဆွေးနွေးပြခဲ့တာပေါ့ဟိုအဓိကတော့လေကျွန်တော်တို့2021နိုင်ငံကြီးအပြောင်းလဲနောက်ပိုင်းမှာ အခုလိုမျိုးဟိုဆွေးနွေးတဲ့စကားဝိုင်းတွေကပျောက်တလောက်ဖြစ်သွားတယ်ဆိုတော့အဲ့ဒီလိုခြေနေမျိုးမှာဒါငရင်ဘေးအလွန်မြန်မာနိုင်ငံပြန်လဲထူထောင်ရေးပေါ့နော်နောက်တစ်ခါစီးပွားရေးပြန်လဲကုစားရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပွဲလေးဖြစ်လာတယ်ဆိုတာဟာနိုင်ငံရေးတွေမွန်းကျက်နေတဲ့အချိန်မှာတကယ့်တာမန်ပြည်သူတွေကြားထဲမှာစီးပွားရေးအရအကြအသေးတွေအရန်ကြီးတယ်တခါ ဟိုဘူးလေးရဖယုံစင်းတခါငရင်ဘေးကြောင့်ဖြစ်လာတဲ့အကျိုးဆက်တွေပါဖြစ်တဲ့အချိန်မှာဘလို့ကုစားမလဲဘလို့ပြန်ထူထောင်မလဲဆိုတော့ဒီဆွေးနွေးပွဲလေးလုပ်ဖြစ်တာဟာဟိုဘူဝါရချမှတ်မဲ့အကြီးကြီးတွေအတွက်လဲစဉ်းစားစရာတွေအများကြီးရသွားမယ်လို့ကျွန်တော်တို့မျှော်လင့်တယ်လေဒါကြောင့်အင်တန်အရေးရှိတဲ့ပွဲလေးလည်းဖြစ်ပါတယ်အဲ့တော့ဟိုကျွန်တော်ဆွေးနွေးသွားတာကတော့ပြောရရင်ကျွန်တော်ကိုဗစ်ကနေစပြီးတော့တောက်လျှောက်အကြက်တဲတွေဖြစ်လာခဲ့တာဒီစီကြီး လက်နက်ကင်ပဋိပက္ခကြောင့်ရောဖြစ်လာတဲ့အခါကျတော့ပြည်တွင်းမှာအလုတ်ကင်အခွင့်လန်းကတော်တော်လေးနည်းလာတယ်။အဲဒီကြားထဲမှာမှဟိုပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ကလည်းလေ့ကျင့်ပြူထောင်ထားတဲ့အလုတ်သမားတွေကို၌ကဟိုလုပ်ငန်းပြောင်းရွှေ့သွားတာတို့ပြပထွက်သွားတာတွေဖြစ်တော့အလုတ်သမားဈေးကွက်နဲ့ပတ်သက်တဲ့လိုအပ်ချက်ကအပြောင်းလဲတွေကတော်တော်များတယ်။အော်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ဆွေးနွေးခဲ့တာကတော့အခုဆိုရင်လူငယ်တော်တော်များများကပြပကို အလုတ်ထွက်လုတ်တယ်အဲ့တော့အလုတ်ထွက်လုတ်တဲ့အချိန်မှာဟိုနိုင်ငံကြီးအရာတော့တော်တော်အကဲဆက်တဲ့ကိစ္စဘာကြောင့်လဲဆိုတော့ဒီလက်နက်ကင်ပဋိပက္ခကြောင့်စစ်မှုထမ်းဥပဒေရလည်းရှိတယ်အဲ့တော့စစ်မှုထမ်းဥပဒေကိုကြောက်ပြီးတော့လူငယ်တတတော်တော်များများကလည်းဟိုတရားမဝင်ပေါ့နော်ထွက်ကြတာတွေကတော်တော်များတယ်အဲ့တော့တရားဝင်ပြပအလုတ်ကင်ထွက်တဲ့ကိစ္စမှာကြတော့လဲ16နှစ်35နှစ်ကြာကိုဟိုပိတ်ပင်ထားတဲ့အခါကြတော့ဟိုပြောရရင်တော့နီလန်ဘောင်းစုံနဲ့ထွက်တော့ ဒီလူငယ်တွေကအကာအကွယ်လဲမဲ့တယ်နိုင်ငံတော်ကရတဲ့ရတဲ့တဲ့အခွန်ဘန်တာဝင်ငွေလဲနစ်နာတယ်အဲ့တော့ဒါကြောင့်မလို့ဟိုမှာဒီလူငယ်တွေကိုဥမာဆိုင်းငံ့ပေါ့အသက်ပြည့်မီသေးတဲ့အရွယ်တွေကိုပြပထွက်ခွင့်တရားဝင် ခွင့်ပြုခြင်းအပြင်သူတို့အတွက်လည်းတရားဝင်အကာအကွယ်ဖြစ်မယ်နောက်တစ်ခုကတော့သူတို့ပြပသွားရောက်အလုပ်လုပ်ကင်တဲ့လုပ်ငန်းကဏ္ဍတွေကိုလည်းစနစ်တကျမှတ်တမ်းတင်ထားခြင်းအပြင်ဥမာစောက်လို့ရင်းနယ်ပယ်ကိုသွားလုပ်လုပ်တဲ့ ဝန်တန်းကဘယ်နှယောက်စိုက်ပျိုးရေးကိုသွားတာဘယ်နှယောက်ဟာလာဟိုတယ်နဲ့ခရီးသွားကိုသွားတာဘယ်နှယောက်အစရှိသဖြင့်အဲ့ဒီလူငယ်တွေဟာတစ်ချိန်ကျွန်တော်တို့နိုင်ငံဒီပြုပြင်ပြောင်းလဲမှုတွေဖြစ်တဲ့အချိန်ဒီပရင်းနှီးမြှုပ်နှံမှုတွေလာတဲ့အချိန်မှာကျွမ်းကျင်ပြီးသားလေ့ကျင့်ပြီးသားလှုပ်သားအင်အားတွေအဖြစ်နဲ့ပြည်တွင်းကိုပြန်ရောက်လာမယ်ဒီတော့တွင်းမှာလည်းနိုင်ငံတကာမှာဒီပြပလုတ်သားကပြန်ပို့တဲ့ဝင်ငွေပမာဏဟာအင်မတန်ကြီးတယ်အဲ့တော့ဒါကြောင့်မလို့နိုင်ငံခြားငွေဒီရှာဖွေတဲ့လုပ်ငန်းတွေမှာ ီပြပအလုတ်ကင်ရှာဖွေခွင့်ပေါ့ထွက်ခွင့်ကိုနိုင်ငံတော်ကစနစ်တကျဟိုထိန်းချောင်းပေးရင်အခုလိုပိတ်ထားတာတဲ့ပို့ပြီးတော့အကျိုးကျေးဇူးများမယ်လို့ဒါလေးကျွန်တော်ဆွေးနွေးပြခဲ့တာပေါ့တကယ်တကယ်ကျွန်တော်တို့ဒီ level intensive ပေါ့ကျွန်တော်တို့မှာဟိုစိုက်ပျိုးရေးထွက်ကုန်လို့ဘာလို့ဆိုတော့တဲ့ကိုဒီချိန်မှာပြည်တွင်းမှာလည်းအလုတ်ကင်အခွင့်လန်းရှာပါတဲ့ကာလမှာပြပအလုတ်ထွက်နေတဲ့ကိစ္စမှာထိန်းချုပ်ထားတဲ့ကိစ္စ ဆိုတော့အဲ့ဒီဟာကဘာဖြစ်ဆိုတော့ illegal migrant workers တွေဖြစ်ပြီးတော့နိုင်ငံတော်လဲဆုံရှုံနေသူတို့ဟာလဲနေရင်တိုင်းရင်နဲ့ဥပဒေချိုးဖောက်တဲ့သူတွေဖြစ်နေတယ်နောက်တစ်ခါဌာနဆိုင်ရာတွေမှာလဲ corruption တွေအများကြီးဖြစ်လာတယ်အဲ့တော့ဒါကြောင့်မလို့အဲ့တော့အဲ့ဒါဘာနဲ့သွားဆက်ဆက်ပြန်တယ်လဲဆိုတော့ဟို sensitive ဖြစ်တဲ့ issue ပါနိုင်ငံတော်မှာလုံခြုံရေးအရာစစ်မှုထမ်းဥပဒေဟာအရေးကြီးပါတယ်ဒါလိုအပ်လို့ဒါတုံးနေတယ်ဆိုပေမဲ့အဲ့18 35နှစ်လူငယ်တွေကိုပြပထွက်ခွာခွင့်ပိတ်ထားတဲ့ ကိစ္စဟာခုနကဒီပအလုတ်ကင်နဲ့ပတ်သက်လို့တော်တော်ကိုဟိုတရားမဝင်ကိစ္စတွေအများကြီးဖြစ်သွားပါတယ်အဲ့တော့ဆိုလိုတာကအသက်ကန့်သက်ချက်နဲ့ထွက်ခွင့်ပေးပြီးတော့ဆိုင်းငံ့ပေါ့သူတို့ပြန်လာရင်ပြန်ပြီးတော့စစ်မှုထမ်းမယ် ထွက်သွားတဲ့လူတွေဟာလည်းတရားဝင်ထွက်သွားမယ်ထွက်သွားပြီးတော့အဲ့ဒီလွှဲငွေကိုလည်းပဲခုနကငွေကြီးလဲလဲတဲ့နှုံသားပါညာကအစားတရားဝင်ဖြစ်အောင်လုပ်မယ်ပြီးတော့သူတို့သွားရောက်လှုပ်လှုပ်ကင်တဲ့လုပ်ငန်းနယ်ပယ်ကန္တာတွေကိုလည်းစနစ်ကြမှတ်တမ်းတင်ထားမယ်ဆိုရင်ကျွန်တော်ကဒီနိုင်ငံကြီးအပြောင်းလဲနဲ့ timeline နဲ့ပါထွက်ပြီးတော့ပြင်ဆင်ဖို့ကျွန်တော်ကတော့အကြံပြုချင်တယ်အဲ့တော့ဘာကြောင့်လဲဆိုတော့ဟိုဆိုပါတော့ကျွန်တော်တို့များမကြခင်မှာကျွန်တော်တို့ရွေးကောက်ပွဲဖြစ်မယ်နိုင်ငံကြီးအခင်းကျင်းတွေပြောင်းမယ်ဆိုရင် နိုင်ငံတကာယင်းနှမြုံနှံမှုတွေလာတဲ့အခါမှာပြပအလုတ်သွားလုတ်တဲ့လူငယ်တွေဟာ skill workers တွေအဖြစ်နဲ့ပြန်ရောက်လာမယ်။အဲ့ဒီဒီမှာဝင်ရောက်လာမဲ့ company တွေအတွက်လိုအပ်တဲ့လုံသားလိုအပ်ချက်ကိုလေ့ကျင့်ပြီးသားကျွန်တော်တို့ကစိုက်ပျိုးရေးကဏ္ဍကိုဘယ်နှယောက်သွားတယ်ဟလာကျွန်တော်စိုက်ဆောက်လုပ်ရေးကဏ္ဍကိုဘယ်နှယောက်သွားတယ်ဆိုတော့သူတို့သွားတာအားလုံးကိုစနစ်တကျမှတ်တမ်းပြုစုထားခြင်းအပြင်ကျွန်တော်တို့ပြောင်းလဲလာမဲ့နိုင်ငံရေးအခင်းကျင်းအသင့်မှာကျွန်တော်တို့အသင့် လေ့ကျင့်ပြီးသားပြင်ဆင်ထားပြီးသား skill level တွေလည်းရမယ်နိုင်ငံတော်ကလည်းတရားဝင်အခွန်အခတွေလွှဲငွေတွေရရှိမယ်ဆိုတာလေးကိုတော့ဖြစ်ဆွပြီးဆွေးနွေးကြပါတယ်အဲ့တော့အခုကနှစ်ခုပေါ့တစ်ခုကဒီပြည်တွင်းအလုတ်ကန်အခွင့်အလမ်းရှားပါးတဲ့ဟာလည်းတစ်ခုတစ်ဖက်ကကြတော့လေကျွမ်းကျင်မှုလိုအပ်တဲ့လုပ်ငန်းနယ်ပယ်တွေမှာလေ့ကျင့်ပြီးသားလုပ်သားတွေကို၌ကပြပထွက်သွားတဲ့အတွက်ကြောင့်ပြည်တွင်းလုပ်ငန်းရှင်တွေမှာလည်းအခက်အခဲတွေဖြစ်နေတာတွေရှိတယ်အဲ့တော့ တခုကတော့သူကအခုကဟို globalization ဖြစ်လာတော့လုံသားဈေးကွက်ကို၌ကနိုင်ငံနေနိမိတ်နဲ့တတ်မှတ်လို့မရတော့ဘူး။သူကတီးတဲ့အခွင့်အလမ်းများတဲ့လစာများမဲ့နေရာကိုရွှေ့ကြတဲ့ဟာကလည်းဒါကတော့ဟိုတဘာဝတစ်ခုလို့ဖြစ်နေတယ်။အဲ့ဒါကြောင့်မလို့အဲ့တော့လောလောဆယ်မှာခုနကဒီလက်နက်ကင်ပဋိပက္ခတွေကြောင်းရှောင်ပြေးရတာတွေရောဒီစီးပွားရေးအခက်အခဲကြောင်းမို့လို့ပြောင်းရွှေ့တာတွေထွက်ခွာတာတွေရော ဖြစ်နေတော့ဒါကိုကျွန်တော်ကစနစ်တကျ နိုင်ငံတော်ကနေစီစဉ်ပေးရင်ဟိုကာယကံရှင်မိသားစုတွေအတွက်လည်းအကျိုးရှိမယ်နိုင်ငံတော်အတွက်လည်းအကျိုးရှိမယ်ဆိုတာကိုကျွန်တော်တင်ပြခဲ့တာဖြစ်ပါတယ်နိုင်ငံရေးတိတ်ပံဝေါ်ဟာရမှာဒီ political economy ဆိုတာကနိုင်ငံရေးနဲ့စီးပွားရေးခွဲလို့မရအောင်ဆိုတော့နိုင်ငံရေးစနစ်ကြောင့်မို့လို့စီးပွားရေးပေါ်မှာတက်ရောက်မှုရှိတယ်စီးပွားရေးဖွံ့ဖြိုးမှုအပေါ်မှာမူတည်ပြီးတော့နိုင်ငံရေးပေါ်မှာတက်ရောက်ရှိတယ်တက်ရောက်မှုရှိတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဟိုနိုင်ငံရေးသမားတွေကအရာအားလုံးကိုနိုင်ငံရေးဇက်သွင်းတာ တိတ်များတဲ့အခါကျတော့ကျွန်တော်တို့ကစီးပွားရေးကိုလစ်လျူရှုသလိုဖြစ်နေတယ်။အော်ဒါကြောင့်မလို့ကျွန်တော်တို့နိုင်ငံရေးသမားတွေကစီးပွားရေးဘူတုဒ်စီးပွားရေးအမြင်လဲကျွန်တော်တို့အာရုံစိုက်ဖို့လိုတယ်။အဲ့ဒါမှကျွန်တော်တို့နိုင်ငံရေးတည်ငြိမ်မှုကိုပြန်ပြီးထောက်ကူဖြစ်မယ်ပေါ့။အဲ့တော့လောလောဆယ်ဖြစ်နေတဲ့နိုင်ငံရေးအကြောင်းဖြစ်တဲ့လက်နက်ကင်ပဋိပက္ခကိုဖြည့်ဆင်းမှုအတွက်ကတော့နိုင်ငံရေးဒီထွက်ပေါက်ပေါ့နိုင်ငံရေးဖြည့်ဆင်းမှုတွေကိုတစ်ဖက်ကကြိုးစားနေတဲ့တစ်ချိန်တည်းမှာဒီစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဘိုင်းကိုကျွန်တော်တို့ လာအာယုံစိုက်ဖို့ကိုလည်းမမေ့ကြောဘူးကျွန်တော်တို့ကဒါကိုအဓိကပြောချင်တာပါအဲ့တော့နောက်တစ်ခုကတော့ငရင်နဲ့တရိုက်ဆက်ဆက်တဲ့ကိစ္စမှာကျွန်တော်ဟိုအကြံပြုချင်တာတကူကဒီ need assessment တို့ impact assessment တို့လုပ်တဲ့အခါမှာကျွန်တော်တို့ကိုယ်ပိုင်လုပ်မယ်အစားကျွန်တော်တို့အာဟာရတို့ဟာလာ UN တို့နဲ့ဒီမြန်မာနိုင်ငံက focal ministry တွေနဲ့ပေါင်းပြီးတော့ဟိုသုံးပွင့်ဆိုင်ပေါ့ joint need assessment လို့မျိုးလုပ်ရင်ကျွန်တော်တို့ကပြပအကူအညီတွေအထောက်ပံ့တွေ ချင်းငွေတွေအစာကြီးတမဲလုတ်တဲ့အခါမှာလဲပို့ပြီးတော့အားကောင်းပါတယ်သူတို့ကိုယ်တိုင် assessment လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်သူတို့ကဒီ proposal တွေတင်တဲ့အခါမှာ grant တွေ loan တွေလျှောက်တဲ့အခါမှာပို့ပြီးတော့ထိရောက်တဲ့ပြင်ဆင်မှုမျိုးဖြစ်နိုင်တယ်လို့ပြီးတော့ဒီ need assessment တို့ impact assessment တို့ ਨੇ ပတ်သက်တဲ့နည်းပညာအတွေ့အကြုံအစရှိသဖြင့်ပါကျွန်တော်တို့နိုင်ငံတော်ကဌာနဆိုင်ရာဝန်ထမ်းတွေပါရရှိမယ်လို့မြင်ပါတယ်။အဲဒါကြောင့်ပြန်ချုပ်ပြောရလို့ရှိရင်ကျွန်တော်တို့က နိုင်ငံရေးရှုထောင့်ကပြုပြင်ပြောင်းလဲမှုတွေဖြစ်လာမဲ့ timeline နဲ့ပါတွက်ပြီးတော့ဒီ rehabilitation or rebuilding ပေါ့နော်ဆိုတော့ကျွန်တော်တို့နောက်ဝင်လာမဲ့ investment တွေအတွက်ကိုပါဒီ labor sector ကိုအထူးပြုပြီးတော့ကျွန်တော်တို့အာယုံစိုက်ဖို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဟိုအယိုးစင်းဆုံးစဉ်းစားမယ်ဆိုလို့ရှိရင်တာမန်ပြည်သူတယောက်ကသူ့အတွက်အဓိကကစာဝန်နေရေးပဲအဲ့တော့တခါလေကြားလို့ရှိရင်ကျွန်တော်တို့ကနိုင်ငံရေးအရာချစ်ချင်းမုန်းညင်းနေရှိတယ်ဆိုပေမဲ့ ဟိုရိုးရိုးတာမန်ပြည်သူတယောက်ဟာလုံလုံခြုံခြုံနဲ့သူ့ရဲ့နေ့စဉ်စီးပွားရေးလုပ်ငန်းလေးတွေလုပ်ချင်တယ်အဲ့တော့ပြောရရင်တော့ဟာလာဟိုတရားဥပဒေစိုးမိုးတဲ့အခြေအနေမျိုးဖြစ်ချင်တယ်ဆိုတော့အခုကကြတော့ပဋိပက္ခတာရှည်လာတာနဲ့အမြပြင်းထန်လာတာနဲ့အမြစစ်ဘေးဒေသတွေမှာတွေမကတော့ဘူးမြို့ပေါ်တွေမှာပါဟိုခိုးဆိုးလူရက်တာတွေရာဇဝတ်မှုတွေဖြစ်လာတယ် ောက်တစ်ခုကလည်းဘာဖြစ်လာလဲဆိုတော့ဝန်ထမ်းရန်တရားမှလည်းပဲအာနေလာတာတွေရှိတယ်။ရှိတော့ဥပမာတရားရုံးနေရဲဌာနတွေကအစဒီအမှုတွေကိုလုံလုံလောက်လောက်ကင်တွယ်ဖြည့်ရှင်းမှုမလုပ်နိုင်ဘူး။ဒီကြားထဲမှာတချို့ဆိုရင်လည်းဥပမာဟိုရဲစခန်းသွားပြီးတိုင်ကျက်ဖွင့်မယ်ဆိုရင်တောင်မှရဲစခန်းကိုသွားရောက်ဆက်သွယ်တဲ့ကိစ္စကိုဒလန်လားတရှူလားလို့ဆွဆွဲခံရရင်ဟိုကိုကရာဇဝမှုကျူးလွန်တာလည်းခံရသေးတယ်။ဟလာကိုကိုလည်း ခုနကပြောသလိုအထင်မြင်လွဲတာမျိုးခံရနိုင်တယ်ဆိုတော့ तू ကအန်ဒီရဲ့ကြီးတော်တချို့ဆိုရင်ဟိုအမှုတော်တော်များများကရဲစခန်းတောင်မရောက်တော့ဘူးကိုပါကိုကြိတ်ရှင်းရတာတို့ဟိုကြိတ်ပြီးခံလိုက်ရတာတို့ဆိုတာမျိုးတွေလည်းအများကြီးမှဖြစ်နေတယ်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကဟိုပြန်ပြီးတော့တည်ငြိမ်တဲ့လုံခြုံတဲ့အခြေအနေတစ်ခုကိုတော့အမြန်ဆုံးပြန်ဖန်တီးဖို့လိုတယ်အဲ့တော့ဟိုနယ်မြေဒေသအရာပြောရရင်တည်ငြိမ်တဲ့လုံခြုံတဲ့ဒေသတွေကို ကျွန်တော်တို့ကခိုင်မာအောင်လုပ်ပြီးတော့တဖြည်းဖြည်းဒီခုနကပြောတဲ့ကျေပြန့်လာအောင်ပေါ့တရားဥပဒေစိုးမှုတဲ့ဒေတာကျေပြန့်လာအောင်တစ်ဖက်ကလည်းနိုင်ငံရေးတွစ်ဆုံဆွေးနွေးမှုဖြည့်ရှင်းမှုတွေလုပ်ရင်းနဲ့တပြိုင်တည်းထဲမှာစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဘိုင်းကိုပါဆက်ဆက်ပြီးတော့စ조사ဖို့လိုတယ်လို့မြင်ပါတယ်တနေ့ကိုဆွေးနွေးသွားတာမှာဆိုရင်ဌာနဆိုင်ရာတကယ်ကိုတာဝန်ရှိတဲ့သူတွေလည်းပါတယ်နောက်တစ်ခုကဒီလက်တွေ့စီးပွားရေးနယ်ပယ်မှာ ဆောင်ရွက်နေတဲ့ပုံကိုယ်တွေအဖွဲ့အစည်းတွေလည်းပါတယ်ဒါကျွန်တော်တို့နိုင်ငံရေးပါတီတွေလည်းပါတယ်အဲ့တော့ဟိုပြောရင်တော့ပြပကတက်ရောက်တဲ့တန်တမန်ပိုင်းဆိုင်ရာပုံကိုယ်တွေလည်းပါတယ်ပါတော့ဒီတွစ်ဆုံမှုလေးဟာဒါစင်စက်မပြတ်ပေါ့ဒီတဲ့ဒီတဲ့ပို့ပြီးတော့ကြေပြန့်နေဆွေးနွေးမှုတွေဖြစ်ဖို့အတွက်အခြေခံကောင်းတွေဖြစ်တယ်လို့မြင်တယ်နောက်တစ်ခုကလည်းဟိုနိုင်ငံတော်အကြီးအကဲတွေတာဝန်ရှိတဲ့သူတွေကလည်းဒီဆွေးနွေးပွဲတွေရာရက်လက်တွေဆွေးနွေးချက်တွေကိုသူတို့အနေနဲ့အလေးထားပြီးတော့စဉ်းစားမယ်လို့လည်းအဖွင့်မင်ကောမှာ ပြောသွားတာဖြစ်တော့ဒီနေ့ဆူနီဘွဲတွေဟာဒီနိုင်ငံတော်ပြုပြင်ပြောင်းလဲရေးအတွက်တရောင်းတနေရာကနေပြီးတော့အကျိုးပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်